ဒီမိုကရက်တစ်မြန်မာအသံ TVB ရဲ့အောက်တိုဘာ16ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါရုံနဲ့ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုကူညီပေးမယ်လို့တရုတ်ကိုယ်စားလှယ်ကပြောလိုက်တဲ့သတင်းဟာခါရဲစခန်းကိုချင်းကာကွယ်ရေးတပ်ကတိုက်ခိုက်ပြီးအကျဉ်းသားတွေကယ်ထုတ်ခဲ့တဲ့သတင်းနဲ့ကြားဖြတ်ဆက်နွယ်တန်တရားနဲ့ဖမ်းဆီးထားတဲ့တရုတ်နိုင်ငံသား9000ကျော်အထိရှိလာပြီဆိုတဲ့သတင်းတွေနားဆင်ကြရမှာပါ အနာသိစစ်တပ်ကကျင်းပမဲ့ရွေးကောက်ပွဲအတွက်အကူအညီတွေပေးသွားဖို့အသင့်ရှိနေတယ်လို့တရုတ်အစိုးရရဲ့အာရှရေးရာအထူးကိုယ်စားလှယ် Mr. တိတ်ရှိကျွင်းကပြောကြားလိုက်ပါတယ်။အောက်တိုဘာ15ရက်မနေ့ပိုင်းကနေပြည်တော် MICC 1မှာကျင်းပတဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA 10နှစ်ပြည့်ခမ်းနားမှာတရုတ်နိုင်ငံရဲ့ကိုယ်စားလှယ်ကတက်ရောက်မေကွန်ပြောကြားစဉ်မှာထည့်သွင်းပြောကြားခဲ့တာပါ။ Mr. တိတ်ရှိကျွင်းကပြန်လည်တက်မြက်ရေးနဲ့တည်ငြိမ်တဲ့နိုင်ငံရေးလုပ်ငန်းစဉ်ပေါ်ပေါက်လာဖို့ဆောင်ရွက်နေတဲ့မြန်မာကိုတရုတ်အနေနဲ့ခိုင်ခိုင်မာမာထောက်ခံပါတယ်။မကြခင်ကျင်းပတော့မဲ့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့လဲလိုအပ်တဲ့ရုပ်ဝတ္ထုပစ္စည်းအကူအညီနဲ့ဤပညာအကူအညီပေးအပ်သွားဖို့အသင့်ရှိနေတယ်လို့ပြောပါရယ်။ဝါပြည်သွေးစည်းညီညွတ်ရေးတမတော် UWSA ရဲ့ပြောရေးဆိုခွင့်ရှိသူဦးညီရန်ကလည်းရွေးကောက်ပွဲကိုအားပေးထောက်ခံသွားမယ်လို့ပြောပါရယ်။မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံတန်မတ်ဟောင်းကတော့ပြည်ပခါတွေမြင့်တက်နေတဲ့မြန်မာနိုင်ငံမှာငြိမ်းချမ်းရေးတည်ဆောက်ဖို့အတွက်ရွေးကောက်ပွဲကအဖြေမဟုတ်ဘူးလို့ပြောကြပါရယ်။မနေ့ကကျင်းပတဲ့ NCA 10နှစ်ပြည့်ခမ်းနာကိုတရုတ်အပါအဝင်အိန္ဒိယ၊ထိုင်း၊မလေးရှား၊အင်ဒိုနီးရှားစတဲ့နိုင်ငံတွေကကိုယ်စားလှယ်တွေတက်ရောက်ခဲ့ တာတွေ့ရပြီးမြန်မာနိုင်ငံရင်းနဲ့ပတ်သက်လို့ဆက်လက်ကျင်းပနေတဲ့အလုံယုံဆွေးနွေးပွဲမှာလည်းအဲ့ဒီနိုင်ငံတွေကကိုယ်စားလှယ်တွေဝင်ရောက်ဆွေးနွေးကြမယ်လို့လည်းသိရပါဗျာ။ လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာစတင်ပြုလုပ်မယ့်အာနာဒိတ်စစ်တပ်ရဲ့ရွေးကောက်ပွဲပထမပိုင်းအတွက်စူဝေးဟောပြောတာနဲ့မဲဆယ်စည်းရုံးတာတွေကိုရပ်ပေါင်း60ခွင့်ပြုကြောင်းပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကအောက်တိုဘာ15ရက်မှာကြေညာလိုက်ပါတယ်။ကိုယ်စားလှယ်လောင်းတွေအနေနဲ့ရွေးကောက်ပွဲအတွက်မဲဆယ်စည်းရုံးခွင့်ကာလကိုအောက်တိုဘာ28ရက်မနက်6နာရီကနေဒီဇင်ဘာ26ရက်ည7နာရီအထိရပ်ပေါင်း60ခွင့်ပြုတယ်လို့ရွေးကောက်ပွဲကော်မရှင်ရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။လာမယ့်ရွေးကောက်ပွဲမှာတနိုင်ငံလုံးဝင်ရောက်ရှင်ပြိုင်မဲ့ပါတီ6ပါတီနဲ့တိုင်းဒေသကြီးနဲ့ပြည်နယ်တစ် ခုအတွင်းမှာရှင်ပြိုင်မဲ့ပါတီ52ပါတီ စုစုပေါင်း58ပါတီရှိပါတယ်။နိုင်ငံရေးပါတီ58ပါတီနဲ့တတိပုဂ္ဂလကိုယ်စားလှယ်လောင်းအပါအဝင်ဝင်ရောက်ရှင်ပြိုင်မဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းစုစုပေါင်း1963ရောက်ရှိပါတယ်။ပြည်သူလွှတ်တော်အတွက်1330ရောက်အမျိုးသားလွှတ်တော်အတွက်832ရောက်တိုင်းဒေသကြီးပြည်နယ်လွှတ်တော်အတွက်2696ရောက်တိုင်းရင်းသားလူမျိုးအတွက်105ရောက်တို့ဖြစ်ပါတယ်။အာဏာသိမ်းစစ်တပ်ကလုံးမဲ့ရွေးကောက်ပွဲဟာတရားမဝင်တဲ့အတုအယောင်ရွေးကောက်ပွဲဖြစ်တယ်လို့မြို့သားညညရေးအစိုးရ NUG နဲ့ ော်လာရေးအင်အားစုတွေကထုတ်ပြန်ထားပါဗျ။ မန္တလေးတိုင်းမိုးကုံမြို့နယ်အရှိပိုင်းကအထက်ညောင်ကုန်းရက်ကွက်အနီးကိုအောက်တိုဘာ16ရက်ဒီကနေ့မနက်ပိုင်းမှာစစ်ကောင်စီတပ်ကလေကြောင်းကနေပုံကျဲခဲ့တာကြောင့်အရဲသား၃ယောက်ဒဏ်ရာရသွားတယ်လို့မြို့ကန်တွေကပြောပါရယ်ဂျက်ဖိုက်တာနဲ့လေကြောင်းကနေပုံကျဲခဲ့တာကြောင့်နေအိမ်ဆယ်လုံးထက်မနည်းပျက်စီးကဒေသခံအမျိုးသား၃ယောက်ဒဏ်ရာရခဲ့တယ်လို့ဆိုပါရယ်ဘကိုးတိုင်းပဒေါင်းမြို့နယ်မှာတော့ပကံခွေကျေးရွာတောင်ဘက်ကစစ်ကောင်စီတပ်ရဲ့666.6ကုန်းကိုအောက်တိုဘာ14ရက်မှာအပိသက်သိမ်းပိုက်ရရှိခဲ့တယ်လို့အာရကတပ်တော် AA ကသတင်းထုတ်ပြန်ပါရယ်မကွေးတိုင်းငဖဲမြို့နယ် င်မှာရှိတဲ့အမ်ဘရန်လမ်းပေါ်ကစစ်တပ်ရဲ့နက်ရီကန်ပြူဟာကုန်းကိုတော့အပိသက်သိမ်းယူဖို့အတွက်လက်ကျန်နေရအနေငယ်ကိုထိုးစစ်ဆင်တိုက်ခိုက်နေတယ်လို့အရကတက်တော့အေအေကထုတ်ပြန်ပါတယ်နက်ရီကန်ပြူဟာကုန်းတိုက်ပွဲမှာအာနာသိန်းစစ်တပ်ဘက်ကဂစင်ကလျာထွက်ပြေးနေကြပြီးအဲ့ဒီသူတွေနဲ့လည်းနေရာတချို့မှာတိုက်ပွဲဆက်ဖြစ်နေတယ်လို့ထုတ်ပြန်ကြမှာပါရှိပါတယ် ချင်းပြည်နယ်ဟာခါမြို့ရှိမြို့မရဲစခန်းကိုချင်းကာကွယ်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ခဲ့ပြီးအကျဉ်းသား15ရောက်ကိုကယ်ထုတ်နိုင်ခဲ့တယ်လို့ချင်းမျိုးသားတပ်ဦး CNFC ကနေသိရပါဗျ။အောက်တိုဘာ14ရက်မနက်3နာရီမှာဟာခါမြို့မရဲစခန်းထဲကို CDF ဟာခါရဲ့ဦးဆောင်မှုနဲ့ချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်စီးနင်းခဲ့တာပါ။စီးနင်းမှုအတွင်းအကျဉ်းသား15ရောက်ကိုကယ်ထုတ်နိုင်ခဲ့ပြီးအကျဉ်းသားတွေထဲမှာ CDF ဟာခါကရဲဘော်3ယောက်နဲ့ CNF ကရဲဘော်2ယောက်ပါဝင်တယ်လို့သိရပါဗျ။တိုက်ခိုက်မှုအတွင်းရဲနဲ့စစ်ကောင်စီတပ်သား6ယောက်သေဆုံး းပြီးချင်းကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေဘက်ကရဲဘော်တယောက်ကြာဆုံးခဲ့တယ်လို့သိရပါဗျ။ကာကွယ်ရေးရဲဘော်တွေပြန်လည်ဆုတ်ခွာပြီးတဲ့နောက်ဟာခါမျိုးပေါ်ကနေကျေးရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်နေတယ်လို့သိရပါဗျ။ ားပြန်အွန်လိုင်းရာဇဝတ်ဂိုင်းတွင်လည်းဆက်နွယ်နေတဲ့တရုတ်နိုင်ငံသား9000ကိုတရုတ်မြန်မာရဲတပ်ဖွဲ့ပူရဲတရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုကဖမ်းဆီးခဲ့တယ်လို့တရုတ်နိုင်ငံပိုင်စင်ဝါသတင်းမှာအောက်တိုဘာ15ရက်ကဖော်ပြပါတယ်။ဒါအပြင်တရုတ်နိုင်ငံအနေနဲ့မကြသေးမီကမြန်မာနိုင်ငံမြောက်ပိုင်းမှာအခြေစိုက်တဲ့ရာဇဝတ်ဂိုင်းတစ်ခုကိုတရုတ်နိုင်ငံကအရက်သားတွေကိုပြစ်မှတ်ထားတဲ့ဆက်သွယ်ရေးလိမ်လည်မှုနဲ့တခြားပြစ်မှုတွေနဲ့တရားစွဲဆိုလိုက်တဲ့အကြောင်းလဲတရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာန MPS ကပြောပါတယ်။လက်တလုံးမှာတော့မြန်မာနိုင်ငံကိုကန့်ဒေတာအခြေပြုအ အဓိကရာဇဝတ်ဂိုင်း၄ခုလုံးနဲ့ဆက်ဆက်တဲ့ပြစ်မှုတွေကတရားစီရင်ရေးလုပ်ငန်းစီဝင်ရောက်လာပြီးဖြစ်တဲ့အကြောင်းလဲဝန်ကြီးဌာနကပြောပါရယ်အဲဒီလိုရာဇဝတ်မှုတွေကြောင့်တရုတ်နိုင်ငံသား၈ယောက်သေဆုံးခဲ့ပြီးလိန်လယ်မှုနဲ့ဆက်ဆက်တဲ့ငွေကြေးယွမ်9ဘီလီယံကျော်အမေရိကန်ဒေါ်လာ804သန်းနီးပါးလောင်ကစားမှုနဲ့ဆက်ဆက်တဲ့ငွေကြေးယွမ်9ဘီလီယံကျော်ဂိုင်းဖွဲ့ပြစ်ဒဏ်စာလုပ်ငန်းကနေတရားမဝင်အကျိုးအမြတ်ယွမ်16သန်းကျော်ရရှိခဲ့တဲ့အကြောင်းလဲသတင်းမှာဖော်ပြပါရယ်